ဟယ်လိုဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ညာနည်းနည်းလေးမိုးချုံနေမှာဒီမလာရှန်ကောစားချင်တာနဲ့ပဲဒီသရစ်ဆောင်ပေါ့နော်အဲ့ဒီမှာရှိတဲ့ကားနဲ့ရောင်းတဲ့မလာရှန်ကောလေးကိုတောင်းဝယ်ပြခဲ့ပါတယ်အရင်တော့ကလည်းဒီဝယ်တာတစ်ခါတင်မှုပါတယ်ဒါကြတော့တင်စရာတိတ်မရှိတော့တာနဲ့ဒီထက်ရိုက်ခဲ့တာပေါ့နော်အဲ့အလေးကိုထပ်တင်လိုက်တာပါ အာကျွန်တော်တို့သွားခဲ့တာတော့ည10နာရီလောက်ကိုသူ့ရဲ့ကြော်တဲ့ဘန်းကြီးနဲ့သူဖေးပြီးသားပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့လာလာနဲ့ထပ်ကြော်ပေးတာပါ။မလာရှန်ကောပွဲတပွဲကိုမှဒီဘန်90ပဲပေါ့နော်။ဒီမြန်မာငွေနဲ့ကျွန်တော်တို့ပြန်တွက်ကြည့်မယ်ဆိုရင်6500 6800 9000နီးပါးလောက်တော့သွားကြမှာပါ။ ဒီနေ့ကနည်းနည်းနောက်ကျနေရတော့ဆိုင်သိမ့်ကန်နီမိုထင်ပါတယ်ဒီနည်းနည်းလေးပုံများနေတာပေါ့နော်ပြီးတော့ဟိုတတိတော့စားခဲ့တာတော့ဒီသိပ်ပြောမဆုံးခဲ့ဘူးပေါ့နော်ဒီတစ်ခါကျတော့ဒီအပီးရွက်တွေလည်းဆုံးလာပါတယ်ဒီအာလူးတွေအပြင်ဒီခါချက်ဥတွေကောဒီပြောင်းမှုတွေပါပိုးပါခဲ့တာပေါ့နော်ပြီးတော့မိုးကလည်းနှမျိုးဖြစ်နေခဲ့တာပါ အရာသာပိုင်းနဲ့ပြောရမယ်ဆိုရင် သူ့ဟာနဲ့သူတော့အဆင်ပြေပါတယ်ပြီးတော့ဒီဟာစားပြီးရင်တော့ပါဇက်ကတော့အရန်ထုံပါတယ်ရေတောက်ရင်တောင်ရှားတစ်မျိုးဖြစ်တာပေါ့နော်ဒါပေမဲ့လည်းဒီထိုင်းမှာရောက်နေတဲ့အခါကျတော့ဒီထိုင်းကတခုခုစက်တာစားမယ်ဆိုရင်တော့မထိုင်းကချိုးစက်ကြီးဖြစ်တာလေအဲ့လိုမျိုးစတိုင်တွေများတာ ਉਹ မှာဒီမလာရှန်ကောကကျတော့စားကြည့်မယ်ဆိုရင်ဒီမြန်မာဘက်ကိုပို့သွားတဲ့အရာသာမျိုးပေါ့နော် အရန်ကိုအလိုရှာထဲမှာကိုစုတ်ပြတ်သွားအောင် အလိုခံစားရတာပေါ့နော်ဒီစားလို့လည်းကောင်းတယ်မြမအရသာတွေလောက်တော့အပြေးဝမရဘူးဆိုပေမဲ့ဒီစိတ်ကျေနပ်စရာကောင်းတဲ့အရသာမျိုးကိုသူပေးနိုင်တယ်ပေါ့နော်ဒါကြတော့နောက်တစ်ပွဲထပ်မာတာကိုဒီဘက်ကထပ်ရရတာပေါ့နော်ဒီ process တွေကလည်းတူတူပဲကိုမာသူကကြတော့ဒီလောက်တာလည်းမြန်လည်းမြန်လို့ပါပြီးတော့တန်လည်းတန်ရှင်းနေပေါ့နော် ပြီးတော့ဆိုင်ရလဲနေတိုင်းဖွင့်တာလဲလဲမဟုတ်ဘူးအဲ့ဒီဒီတွစ်စုံဆိုရဲအထဲမှာအဲ့လိုဘေဒုတ်တွေရောင်းတဲ့ပွဲရှိတဲ့ခါကြတော့မှဒီဇိုင်းရရှိတာပေါ့နော်အဲ့ဒီတွစ်စုံပွဲကလည်းဘယ်နေ့ဆိုပြီးတော့အတိအကျလည်းမရှိဘူးသူတို့ဖွင့်ကျင်တဲ့နေ့ကိုဖွင့်တယ်လားလဲလဲကျွန်တော်သိမသိဘူးပေါ့နော်အဲ့ဒါအောင်မှတစ်ခါလေးကြရင်သွားကြည့်ရဆိုရင်တော့မှပိတ်တရက်တွေနဲ့တွေ့ရပါတယ်ဒါကြတော့သူဖွင့်တဲ့နေနဲ့ဒီကိုစားတဲ့နေနဲ့ကွက်တီသွားကြတဲ့နေလေးပါ အလုံးနေနေဒီမြန်မာငွေ6500လောက်နဲ့ဒီမလာရှန်ကော့တပွဲစားရတဲ့ဆိုရင်တော်တော်တန်းနေလို့ပြောရမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမြန်မာငွေ6500လောက်နဲ့မလာရှန်ကော့တပွဲစားရတာမစိုးလို့ထင်မိပါတယ်အသားတွေရောဒီအပီးနံတွေရောဆိုတော့ဒီထမင်းလေးနဲ့တွဲစားမယ်ဆိုရင်တော့ပို့ပြီးတော့ဘိုင်းဝါပြီးတော့ပို့ပြီးတော့ကောင်းမှာပေါ့နော်ပြီးတော့ရှားထုံတာလည်းပို့ပြီးတော့အဆင်ပြေသွားမှာပါ အဆုံးဒီကြည်ပေးလို့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါရနော်နောက်ထပ်တင်မဘလော်လေးမှာပြန်လည်တွေ့ဆုံပါမယ်အခုတော့အားလုံးပဲဘိုင်းဘိုင်းပါနော်